o level ကြီးပြီးသွားပြီဆို AO သွားမှလား international baccalaureate ready ib american who are သွားမှလားဒါမှမဟုတ်လို့ရှိရင်ကိုက osst လာပါလေဒါတွေကတေချာရွေးချယ်ထားတဲ့နေပေါ့မမင်္ဂလာပါ welcome back to funglish tipping ya ပေါ့နော်ဂျာမန်အဟို video လေးနေနေမတင်လာကြတော့ပြီအဲ seminar လေးတွေပေါ့နော်ဒီလိုမျိုး နောက်ပိုင်းကြလို့ရှိရင် chip ကြီးတို့ funglish မှာလုပ်ဖို့ season ထားတယ်နောက်ပြီးတော့ဂျားထဲမှာဆိုလို့ရှိရင်อ่ะပေါ့နော်ဟိုမိဘတွေနဲ့ចောင်းသားတွေចောင်းသားចောင်းသူတွေနဲ့ Germany အတွက် consultation လုပ်တဲ့အခါမှာ user အလွဲလေးတွေကိုတွေ့ရတာရှိတယ်ကို့မှာရှိပြီးသားအရာက Germany မှာចောင်းရှောက်ဖို့ enough ဖြစ်ရလားမဖြစ်ဘူးဆိုရင်ဟိုဘာတွေပြင်ဆင်ထားတယ်လဲဆိုတာတွေကိုဒီကနေတရားပြောပြခြင်းတယ်တီးတဲ့သူတွေလည်းရှိမယ်မတီးသေးတဲ့သူဆိုရင်ဒီ video ကိုအဆုံးထိဆက်ကြည့်ပေးပါ Germany မှာ bachelor's degree master degree တွေ ောက်တော့မယ်ဆိုလို့ရှိရင်ကိုဘာလေးရှိထားတင်လဲပေါ့အဲ့တော့နံပါတ်1ကဘာလဲဆိုလို့ရှိရင် undergraduate ဟာလား undergraduate ဒီ bachelor's degree တက်မယ်ဆိုလို့ရှိရင်အာ GED လုံးဝမရပါဘူးเนาะအဲ့ဒါအရှိဗီဒီယိုတွေမှာလည်းပြောခဲ့တယ်အဲ့တော့ GED ရလားဆိုလို့ရှိရင်လုံးဝလက်မခံအောင်အဲ့တော့ကိုကအစတည်းကကမိမနဲ့တိုင်ပင်ပြီးတော့ကိုဟိုဒီအထက်တန်းရောက်လာပြီဆိုလို့ရှိရင်ကိုက GED လုံးမှလား IG ဆက်စီးလုံးမှလားဟာလားပြီးသွားတဲ့ O level ပြီးသွားပြီဆို AO သွားမှလား International Baccalaureate ဆိုရည် IB American ဟိုအောင်သွားမှလာဒါမှမဟုတ်လို့ရှိရင်ကိုက OSSD လာပါလေဒါတွေကတေချာရွေးချယ်ထားတဲ့နေပေါ့ ဘယ် perspective ကနေရွေးချယ်မလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ budget ကိုဘယ်လောက်ချိန်ပေးနိုင်လဲကိုကဘယ်လောက်ထိရောဟိုစာလိုက်နိုင်တဲ့ကျောင်းသားတယောက်ဖြစ်လဲဆိုတာဒါတွေပေါ်မူတည်ပြီးတော့အဲ ready လုပ်ထားတဲ့ပေါ့ဟုတ်လားမဟုတ်လို့ရှိရင် GED ပြီးတဲ့သူတွေအဲဂျာမနီသွားခြင်းတဲ့ခါကျရင်အခက်တွေ့တာမျိုးတွေရှိလေပေါ့နော်အဲမလို့အပဲနဲ့အချိန်ကြီးကုန်သွားမှာဆိုလို့အဲ့တော့ chipping ဒီမှာ GED မရဘူးပြောခြင်းနဲ့နောက် OSSD ဆိုလို့ရှိရင်ရော OSSD ဆိုလို့ရှိရင်တော့ဒီ grade 11 12မှာဆိုလို့ရှိရင်12 subjects 12 subjects ပြီးခဲ့လို့ရှိရင် university တိုက်ရိုက်တက်လို့ရတယ်အဲ့တော့အ ਨੇ ဆုံး grade 12မှာဆိုလို့ရှိရင်6ဘာသာလောက်တော့ဖြည့်ထားရမှာပေါ့ဟုတ်လားအဲ OSST အတွက်ဆိုရင်တော့လက်ခံတယ်ဒါပေမဲ့ IB တို့ဘာလို့ဆိုလို့ရှိရင်တော့အဲ Germany ဘက်ကတော်တော်လေးသဘောကျတာလို့တော့တွေ့ရတယ်အဲ့တိတိဆိုင်ဆိုင်ဆိုလို့ရှိရင် concentration လာယူလို့ရတယ်အဲ chipping တိချာဆွေးနွေးပေးတယ်နောက်ပြီးတော့ဟို university တချောင်းနဲ့တချောင်းကမတူဘူး ဟိုအဲ့ကိုကဟိုကိုတကယ်ကြီးအနည်းဆက်ဆုံးရှိလာပြီဆိုလို့ရှိရင်တေးကြခြင်းနဲ့ဆိုရင်ကိုရှောက်မဲ့ကြောင်းမေးလို့ရတယ်ပေါ့ဟုတ်လားအဲ့တော့ကြီးဒီမရဘူး OSSD ဆိုလို့ရှိရင်ခုနပြောတဲ့အတိုင်းပဲအဲ့တော့ဟိုနောက်တစ်ခုကကြာလို့ရှိရင် IG CSE A level ဆိုရင်ရရပါလား Okay A level ဆိုလို့ရှိရင်ရတယ် အကိုရဲ့အမှတ်တရလည်းအရန်ကောင်းနေမှရမှာပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ဂျာမနီကတခုပြောချင်တာပါလဲဆိုလို့ရှိရင်အရန်ကို above average ဖြစ်တဲ့ကျောင်းသားတွေအတွက်ပဲအဆင်ပြေလိမ့်မယ်အာဘယ်လိုပြောရမလဲတချို့တွေဆိုလို့ရှိရင် champion စီကို constitution လာယူရင်အာသမီးကတော့ဒါကတော့ third year ပြီးသွားပါပြီ third year ပြီးသွားပြီဆိုပေမဲ့လေအမှတ်စရနေရောဘယ်လိုလဲအမှတ်တရအကောင်နေတယ်ဘာလို့ဆို public university မှာရှောက်ရမှာ private ဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်အဲ့တော့ကြောင့်မို့လို့အဲ့ဒါအမှတ်ကလည်းအရေးကြီးတယ်တကယ်အရန်ကိုတော်တဲ့ကျောင်းသားတွေကိုပဲသူတို့က select လုပ်တာများတယ်ပေါ့ဟာလာနောက်ပြီးတဲ့ခါကျရင်ဟို IG ဆက်စီ A ပဲရတာ O ဆိုမရဘူးပေါ့နော် O ဆိုရင်မရဘူး um ပြောတာကြံခဲ့မှာဆိုလို့ဒီမှာပြင်ဆင်ထားတဲ့ဟာကိုတခြားချေဟိုဟာဖြစ်ပြီးမယ်ပေါ့နော်အတခြားပြပြပြီးမယ်နောက်ပြီးတော့โอเค12တန်းပညာကြီးပေါ့ရလာဆိုရင်မြန်မာပြည်ကဒီအထက်တန်း12တန်းအောင်ထားတယ်ဆိုရင်တိုက်ရိုက်မရနိုင်ဘူးနော်အဲ့ဟာတကူမရနိုင်ဘူးအဲ့တော့မြန်မာပြည်10တန်း10တန်း12တန်းဆိုလို့ရှိရင်ဝင်ဝင်မရနိုင်ဘူးပေါ့အဲ့တော့အကောင်းဆုံးစိတ်ဆိုင်ကပါလဲဆိုလို့ရှိရင်အဲ third year university third year လောက်ပြီးထားတာမျိုးဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့ university เนาะအမြန်မာဆယ်တန်း plus university အဲ3နှစ်4နှစ်ဟို third year fourth year ပေါ့ဟာလာအဲ့ဒါမျိုးထားတယ်ဆိုလို့ရှိရင်ရမယ်ဒါတော့မှ similar major same major ပဲရတယ်သူ့ရဲ့ admission ကနည်းနည်းလေး subject restriction တော့ရှိလိမ့်မယ်เนาะအဲ့တော့ university ကိုပဲအလောက်လောက်ရှိပြီဆိုလို့ရှိရင် consultation လာယူခြေရောလျှောက်ပြီးမယ် public university လေခြေ function မှာလျှောက်ပြီးတယ်အဲ့တော့အဲ့ဒါကို ကျောင်းနဲ့တစ်ချက်စကားပြောပြီးတော့အဲချစ်ပြီးတို့ discuss လုပ်ပေးမယ်အဲ့တော့ဘာကြောင့် consultation ကိုဘယ်ချေဝါအမြဲတမ်း recommend လုပ်နေလဲဂျာမနီအတွက်ကိုဂျာမနီကအဲ့လောက်ထိအဲ US တို့ UK တို့လိုအဲ့လောက်ထိတော့မလွယ်နေဘူး။သူကနည်းနည်း evaluate လုပ်ရတာတွေများတယ်။ဒီ Anabin website တို့ဘာလို့မှဆို evaluate လုပ်ပြီးမှဟာလာဒီ VPD ပေါ့နော် Fabrican documentation ဆိုပြီးအဲ့ဒီ VPD လုပ်ပြီးမှအကြောင်းကို ဟိုဘက်မှာ website မှာတော့ရှောက်ရတာရှိတယ်လို့အဲဒီတချို့ရဆိုဒီ university direct ရှောက်လို့ရတာလည်းရှိရတချို့ကျတော့ anavin ကနေဟာလာ uni assist တို့ဘာတွေကနေပြီးတော့ချက်ပြီးတော့ပြန်လုပ်ပေးရတာရှိရပေါ့ဟာလာ process ကနည်းနည်းများရတယ်ပေါ့ to be honest အဲ အဲ့တော့မြန်မာ university ကနေပြီးတော့ credit transfer ရလား no it's not မရနိုင်ဘူးပေါ့နော်အဲ့တော့အဲကိုရီးယားစေတန်းအောင်ထားတဲ့ကလေးတွေဆိုလို့ရှိရင်လည်းအခက်အခဲရှိတယ်ဒါပေမဲ့ university ကိုဖြစ်နိုင်နေဆိုရင်တက်ပေါ့ university ကို third year ဟို fourth year လောက်ဆိုရင်တော့အဆင်ပြေတယ်ပေါ့ဟုတ်လားဒါကတော့ bachelor's တက်မဲ့သူတွေအတွက်ပေါ့ အဲ့တော့အကယ်၍ကျွန်တော်က IGCSE တော့ O level တော့ပြီးထားပြီ။ဟာဒါဆိုရင်ဘယ်နိုင်ငံသွားပြီးတော့ IGCSE O1 နေဘာမျိုး top up ထပ်လုပ်ကြမလဲဆိုတာတော့တခြားတော့စဉ်းစားရမယ်။ကိုဘယ်နိုင်ငံသွားလဲပုံမှန်တော့မူတည်တယ်ဟာလား။အဲ့အခါကျတော့ O level ပြီးသွားရင်တချို့က OSSD လောက်တာရှိရယ်။တချို့ကကျတော့ IB IB ဆိုတာ International Baccalaureate လို့ခေါ်ရယ်။အဲ့ဒီဟာကတကယ် globally ကိုအရင် impression ကောင်းတယ်။ဟိုအဲ့ IB လောက်တဲ့ ចောင်းသားចောင်းသူတွေយ៉ាတကယ်ကြီးကိုလို့ចောင်းနေလျှောက်တဲ့ခါမှာ globally recognition ညာတကယ် prestigious high school diploma လို့ပြောလို့ရတယ်ပေါ့เนาะဆိုရဲခါကြတော့ yeah um now video တခုမှာချက်ပင်ကြီးဒီမှာ video နည်းနည်းရှင်းမှာဆိုလို့ဒါ bachelor's degree အတွက်ချက်ပင်ကြီးပြောပြတာအနောက်တခုကကြတော့ဒီ student collect ဆိုလို့ရှိရင်ရော student collect ဆိုလို့ရှိရင်တော့ um ကိုကပေါ့နော် IGCSC အ O level ပြီးထားပြီးသွားပြီဆိုရင်ခုနကပြောသလိုပဲအ University second year third year fourth year မှာဒီ similar major ပဲ direct ကဒီ bachelor's degree ကိုလုပ်လို့ရတယ်ဆိုပေမဲ့ University second year အောင်ထားတယ်ဆိုလို့ရှိရင်မြန်မာဆယ်တန်း plus university အ2 years အောင်ထားတယ်ပေါ့ဟာလား University second year အောင်ထားပြီဆိုရင် student collect လို့ခေါ်တဲ့ foundation program ကိုထပ်ထည့်ပြီးရမယ် ။ဘာကြောင့်လဲဆိုလို့ရှိရင်အဲဒီ student ခိုလက်ကအကြောင်းသားတယောက်ကိုဘာတွေပြင်ပြီးမှလဲ။ဘာတွေပြင်ပြီးမှလဲဆိုလို့ရှိရင်အဲဘာလဲ fastulance perform လို့ခေါ်တဲ့ exam ပေါ့နော် university admission အတွက်ကို somewhere ကို preparation လုပ်ပေးတာ။အဲ့တော့ student collect နဲ့ပတ်သက်တဲ့ဟာကိုနောက် video တစ်ခုမှာရှင်းပြမယ်။အခုကတော့ကိုက okay ကို မှပါပေါ့နော်ဒီ bachelor's degree ကို direct ဝင်ဝင်ရမှာလာ မရောက်လို့မရလို့ student collect ကိုခံရတော့မယ်ဆိုလို့ရှိရင်လေ student collect ကဘာတွေလို့လဲဆိုခုနပြောရဲ university ဆယ်နှစ်အောင် plus university နှစ်နှစ်ပေါ့နော် second year အောင်ထားတာလို့ရတယ်အဲ့ဒါဆိုရင်နောက်ပြီးရခကြရင် german sa b1 လို့ရတယ် Jamesa B1 လို့လေအဲ့တော့ Student Collect နဲ့ Bachelor ကိုပဲဒီမှာတစ်ခါတည်းရှင်းပြလိုက်မယ်ပေါ့ဟာလားအဲ့တော့တကူကပါလဲဆိုလို့ရှိရင် Student Collect ဆိုတာလည်းအရင်လွယ်တဲ့နေရာမှာမပါဘူး Jamesa ကလည်းသူက B1 တောင်းထားတယ်အဲ့နောက်ပြီးခကြခုန University ဟာပြောထားတယ်ပေါ့အဲ့ဒီမှာလည်းကိုယ့်ရဲ့အမှတ်တီးကောင်းပါမယ်နောက်ပြီးတော့ဒီ Student Collect အတွက်ကိုကိုရီးယားခုနပြောတဲ့ First Class Profile လို့ခေါ်တဲ့ University ဝင်ခွင့်ဆောင်ဝေးကိုပြင်ပေးတာဖြစ်တဲ့ကြောင့်အဲ့ဒါကိုလည်းဗမာပြည်ကနေဖြည့်လို့မရအောင်ဂျာမနီမှာသွားပြီးတော့အဲပြင်ဆင်ဖြည့်ရတာဖြစ်တယ်ပေါ့နော် တချို့နိုင်ငံတွေမှာဆိုတော့ရတာတွေရှိတယ်။အများသဖြင့်အဲ့လိုအိန္ဒိယန်ကျောင်းသားတွေသွားတာများတယ်။အဲ့နောက်ပြောတချို့တွေဗီယက်နမ်ကနေပြီးတော့ပေါ့နော်။သွားကြတဲ့ခလီတွေလည်းတော်တော်လေးများပါတယ်။အဲ့တော့ဗမာကျောင်းသားတွေကတကယ်ဆေးရထက်တန်စွာနဲ့လာမိကြရဲဆိုလို့ရှိရင်ဟိုအကုန်လုံး qualify ဖြစ်စီခြင်းနဲ့ပေါ့။ဒါပေမဲ့အခု qualify ဖြစ်နိုင်တဲ့နည်းဆိုလို့ရှိရင် university ကနေဝင်လာမျိုးလို့ IGCSE ဆိုရင် O level နဲ့မရဘူး။ကျန်တဲ့ဟိုကိုယ်ပကပြင်ဆင်ရမယ့်ဟာလေးတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။အဲ့တော့ ဟို student collect ကိုပြင်တဲ့အခါမှာကိုကဒီကိုယူမဲ့ major ပေါ်မှာမူတည်ပြီးတော့မှာ foundation ကိုဖြည့်ရတာဥမာကိုကဟာလာဟို technology နဲ့ပတ်သက်တာစိတ်ဝင်စားတာလားဒါမှမဟုတ်လို့ရှိရင်ခုနပြော computer science ပါဟာလာအဲ့ဒါမဟုတ်ရင်ဟိုဗါလေ m course တို့ t course တို့ t course ဆိုတာကအဲ technology နဲ့ပတ်သက်တာ m course ဆိုတာက medical medicine နဲ့ပတ်သက်တဲ့ high solution ကိုဖြည့်တဲ့ foundation အာဒီ student collect ကတော့သူ့နဲ့သက်ဆိုင်ရမှာပဲဖြစ်ရတယ်အဲ့တော့တကယ်တမ်းပြောမယ်ဆိုလို့ရှင်ကိုက foundation ကိုစပြင်နေရကိုဘယ် major ကိုယူမှာလဲဆိုတော့ mood TV ပြင်ရတာဟလာကိုက master ပြင်ရမှာလားတခြား major ကြီးပြင်ရမှာလဲဆိုတော့အကုန်လုံးကို PPO လုတ်လိုက်လို့မရဘူးအချိန်ကြီး effort တွေရင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကို့အတွက်တခြားပြင်ဆင်ဖို့တကယ်ကြီးကို့ကို Germany ကိုကြောင်းတက်တတော့မယ်ဆိုလို့ရှိရင် private နဲ့သွားမှာလား private ဆိုပတ်စံပေးရမှာပဲဟုတ်လားအဲ့တော့ဒီ public ကိုသွားမယ်ဆိုလို့ရှိရင်တော့ semester ကြီးလောက်ပဲပေးရမှာ တော့ public university တွေကိုတကယ်ကြီးသွားတက်ဖို့ကို qualify ဖြစ်တဲ့ဒီ consultant နေတဲ့ teacher ဆွေးနွေးပါချင်ပင်ဂရစ်စီမှာဆိုဂျာမနီနဲ့ပတ်သက်ပြီး consultation ကို တော်တော်လေးကိုလာမင်းကြတဲ့နိုင်ငံအသီးသီးရပေါ့နော်မြန်မာပြည်ကလည်းရှိတယ်အဘန်ကောက်တို့အခုဆိုလို့ရှိရင်ဒူဘိုင်တို့စင်ကာပူတို့အချင်းမိုင်ဟာလာအနောက်ပြည်ရဲ့ခါကြလို့ရှိရင်ဒူဘိုင် UAE အစုံပဲတော်တော်စိတ်ဝင်စားကြတယ်ဒါပေမဲ့ဟိုကိုကတခုပြောချင်တာဂျာမန်စာမတက်ခင်ဘာမှမပြင်ခင်တကယ် qualify ဖြစ်ရလားဆိုတော့ဒီချစဉ်းစားရတယ်ဘာလို့ဆိုတော့ဟိုတကယ် tough competition ဖြစ်တဲ့ public university ဝင်ဖို့ဆိုတာနောက်တစ်ခုကပေါ့နော်ဒီ video ရဲ့အစုံမှာတခုပြောချင်တယ်အခုလာမယ်လီလာ ပိုင်းချက်ပင်ကြီးရဲ့အမွေးလာပေါ့နော်အဲ့တော့အဲ့ဒီရဲ့လာမှာအားလုံးအတွက်အဲဂျာမနီဘက်ကိုချက်ပင် scholarship နဲ့ပတ်သက်တဲ့အပေါ့နော်ဟိုအကူအညီလေးတစ်ခုလောက်အဂျာမနီဘက်ကိုနော်အဲပေးဖို့အစီအစဉ်လေးရှိတယ်အ I'm going to announce very soon so အဲအကုန်လုံးပေါ့နော်ချက်ပင်ကြီးရဲ့ page လေးရော YouTube channel လေးရော follow လုပ်ထားပြီးပါလို့ပြောရင်ဒီ video ကိုအဆုံးသတ်လိုက်မယ်အခုဒါ7 minute video ဖြစ်သွားပြီပေါ့နော်ဆိုတော့နောက် video မှာဆို master အတွက်ကိုပြောပြမယ်ဒါကတော့ bachelor နဲ့ student collect နဲ့ကိုနှစ်ခုတခါတည်းပေါင်းပြီးပြောလိုက်တာအသေးစိတ်သိချင်တာရှိရယ်ဆိုရင် comment မှာရေးပေးခဲ့ပေါ့နော်အမ် အခုရှင်းပြရတဲ့နေရာမှာတော့တေချာ all rounded ဖြစ်အောင်တော့ရှင်းပြလိုက်တယ်ဟာလာ even a level ဘယ်လိုလဲ o level ဘယ်လိုလဲမြန်မာဆယ်တန်းဆိုဘယ်လိုလဲဘယ်ဟာမရဘူးလဲတော့ရှင်းပြလိုက်တယ်ဒါပေမဲ့ကိုတိတ်နားမလဲတာရှိရဲဆိုလို့ရှင် comment ပေးခဲ့ပါလို့ပြောဒီ video ကိုအဆုံးတက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဆုံးထိကြည့်ပြီလို့နော် bye bye have a good day ပါ